ုခံစားချက်နဲ့သူများခံစားချက်တွေကိုကိုကိုယ်တိုင်ကတိတိကျကျနားလည်ပြီးတော့ဘယ်လိုအသုံးချမလဲကိုဘာဖြစ်နေလဲဆိုတာကိုနားလည်တယ်တိတယ်သူများဘာဖြစ်နေလဲဆိုတာကိုကိုကတိပြီးတော့ဘလို့ကိုကအတုံးချမလဲအတုံးချမလဲဆိုတော့သူများကအတုံးချတာပြောတော့မို့ကို့မှာ emotional intelligent ဘလောက်ကောင်းလဲဆိုတာကိုပြောပြပေးမှာเนาะဒီနေ့ကတော့ဒီ emotional intelligent အကြောင်းလေးပြောပြပေးမှာเนาะလူတွေကဉာဏ်ရည်ထက်မြတ်တဲ့ IQ ဆိုတဲ့အကြောင်းကိုအများကြီးပြောကြတယ် เนาะสาดတော့ရင်တွက်ချက်တာတွေညံတာညံကောင်းလေလို့သတ်မှတ်ကြရတယ်เนาะဒါပေမဲ့လူတယောက်ရဲ့ဒီတကယ်အောင်မြင်မှုနဲ့ပျော်ရွှင်မှုညံရည်တစ်ခုတည်းကအဓိကမဟုတ်ဘူးဒါတွေတွက်ကဒီနေရာမှာနောက်ထပ်အရေးပါတဲ့ညံရည်တစ်မျိုးကခုနကပြောတဲ့ emotional intelligent EQ ဟုတ်ပြီเนาะဒါလေးအကြောင်းပြောပြပေးမယ်เนาะအဲ emotional intelligence ဆိုတာက တိတိကျကျပြောရမယ်ဆိုလို့ရှင်ကိုကိုကိုနားလေတာ ကိုကိုကိုစီမံအုပ်ချုပ်တတ်တာကိုဘာဖြစ်နေလဲကိုရဲ့ခန်းစားချက်တွေကိုနားလည်နိုင်စွာရှိတယ်ထိမ့်ချုပ်နိုင်စွာရှိတယ်ပြီးတော့သူတစ်ပါးရဲ့ခန်းစားချက်တွေကိုလည်းနားလည်ပြီးတော့တုံ့ပြန်ဆက်ဆံနိုင်တယ်ဘလို့ကင်တွေ့ရမလဲဆိုတော့နားလည်တဲ့ intelligent မျိုးပေါ့နော်ဉာဏ်ရည်မျိုးကိုခေါ်တာဟုတ်ပြီနော်အဲဒါကြောင့်ခုနကတော့ပြောတာသူများရဲ့ခန်းစားချက်ကိုနားလည်ပြီးအသုံးချရလို့ဆိုလိုတာအထက်ကိုဘလို့ပြောမလဲဆိုတော့ကိုကဒါကိုဘလို့ဆက်ဆံမလဲကိုဘလို့ပြန်ထိမ့်သိမ်းလဲဆိုတာကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ emotional intelligence ကောင်းတဲ့သူတွေမှာ လို့တွေထူးခြားလာလဲဆိုတော့ဘလို့အရေးချင်းလေးတွေရှိတယ်ဟောနော်ဆိုတော့သူတို့သူတို့ကိုသူတို့နားလဲ self awareness ရှိတယ်သူတို့ရဲ့ခံစားချက်တွေအာသာချက်တွေအားနည်းချက်တွေသူတို့တံပိုးထားတဲ့အရာတွေကောင်းကောင်းသိတယ်နော်သူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့လှုပ်ဆောင်မှုတွေဘလို့အကျိုးသက်ရောက်လဲဆိုတော့သူတို့နားလေတယ်ဥပမာ သူကသူတို့ကိုသူတို့စိတ်တူနေပြီဆိုရင်လည်းအာငါစိတ်တူနေပြီဒီစိတ်တူနေတဲ့အကြောင်းသိတယ်ဘာလို့စိတ်တူတာလဲဆိုတော့သုံးသပ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်သူ့ကိုသူဘယ်လိုဖြေရှင်းရမလဲဆိုတော့ဖြည်းဖြည်းချင်းနားလည်ပါတယ်အဲ့ဒါ self awareness ကိုသိတယ် emotional intelligence ကောင်းတဲ့လူတွေကနောက်တစ်ချက်ကကြတော့သူတို့က self regulation ခေါ်မှာပေါ့ သူတို့ရဲ့စိတ်ခံစားချက်တွေကိုပြန်ပြီးထိန်းချုပ်နိုင်တယ်ခုနပြောသလိုသူတို့ကိုသူတို့သိပြီဆိုသူတို့ပြန်ထိန်းချုပ်နိုင်တယ်လीဒါနံပါတ်နဲ့အဆင်ဖြစ်သွားတယ်ဒေါသထွက်လာရင်လည်းခုနကတီတီငင်ငင်နဲ့တုံ့ပြန်နိုင်တယ်စိတ်တက်ကြနေချိန်မှာလည်းအော်ငါစိတ်တက်ကြနေတယ်အကောင်းမြင်စိမ့်နဲ့ပြန်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့တိဆောက်နိုင်တယ်ကိုယ့်ကိုဘာဖြစ်နေလဲဆိုတာသိပြီးတော့ပြန်ထိန်းနိုင်တယ်တချို့ကမသိဘူးလေလွင့်ပြီးတော့တခါတည်းအဲ ကြာကြီးတည်တယ်ဟုတ်တလာလည်းမရနှစ်လာလည်းမရစိတ်တက်ကကြောက်လို့မဆုံးနိုင်ဘူးအဲ့လိုမျိုးဆိုတာ emotional intelligence နှိမ့်တယ်ပေါ့နော်အဲ့လိုပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ emotional intelligence ကောင်းဖို့အတွက်လိုတယ်ပေါ့နော်နောက်တစ်ချက်ကသူကဘယ်လိုဖြစ်လဲဆိုတော့ဒီ emotional intelligence ကောင်းတဲ့လူက motivation ကောင်းတယ်ပေါ့နော်စိတ်အားထက်သန်မှုရှိကြတယ်ပေါ့နော်သူတို့ပန်းတိုင်ကိုရောက်ဖို့အတွက်စိတ်အားထက်သန်တယ်စိတ်တက်ကြတဲ့အခါမှာကိုကိုကိုပြန်ပြီးတော့တက်မှန်နိုင်တယ်အားပေးတယ်ကိုကိုကိုရှေ့ဆက်နိုင်တယ် နော်နောက်တစ်ချက်ကသူတို့မှာပါရှိသေးလဲဆိုသူတို့မှာအမ်ပသီရှိတယ်ပူကျင်းစာစာနာတဲ့စိတ်နော်သူတို့ဘာကိုစာနာနားလဲတဲ့စိတ်ဘာဖြစ်လို့လဲဆိုသူတို့ကဒီ emotional intelligence ကောင်းတဲ့တွေကြောင့်သူတို့ကိုယ်တိုင်လည်းသူတို့ဘာခံစားနေရလဲသိတယ်တခြားသူတွေရဲ့ခံစားချက်တွေလည်းနားလဲခုနပြောတယ်သူများတွေရဲ့ခံစားချက်ကိုနားလဲပြီးဘယ်လိုအသုံးချမလဲဆိုတော့သူတို့ကိုကိုယ်ကစာနေနားစာနာနားလဲပြီးတော့သူတို့ရဲ့နေရာကနေစဉ်းစားပေးနိုင်တယ်သူတို့ရဲ့ဝမ်းနည်းမှုကြော်ရှင်မှုတွေကိုကျင်းစာပေးပြီးတော့ကိုယ်ကဖေးမှပေးနိုင်တယ်လို့ဆိုလိုတာဖြစ်တယ်နော် အသုံးချတယ်လို့ပြောတာမဟုတ်ဘူးအဲ့တော့ဒီ emotional intelligence ကောင်းတဲ့လူတွေကကိုချင်းစာတရားလည်းရှိတယ်အဲ့ဒီအတွက်ကြောင့်သူတို့ရဲ့နောက်ထပ် skills တကူက social skill လဲကောင်းလာတယ်လူမှုဆက်ဆံရေးကျွမ်းကျင်တယ်တခြားသူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုသူတို့တည်ဆောက်နိုင်တယ်ဒါပေမဲ့သူတို့ကနားလည်မှုအပြည့်ရှိတဲ့လူတွေမဟုတ်လို့စကားပြောတဲ့နေရာမှာလဲလိမ်မာပန်းနှပ်ပြီးတော့အဖွဲအစည်းနဲ့လိုက်ရောညီထွေအောင်နေတတ်တယ်ပြောတတ်တယ်လောက်ကင်တတ်တယ်ဖြည့်ရှင်းတတ်တယ် ပေါ့နော်အာဒီ emotional intelligence ကအဲ့ဒါကြောင့်အရေးကြီးရယ်ပေါ့နော်စဉ်းစားကြည့်လူတစ်ယောက်ကစာရမ်းတော်တယ်စာတော်ပြီးဒေါသကြီးတယ်လူကဲဘယ်လိုလုပ်မလဲဟုတ်ပြီနော်သူများခံစားချက်ကိုလည်းလားမလဲသူတစ်ယောက်တည်းတော်နေလို့မရဘူးလောကကြီးမှာပြောချင်တာကနော်အလုပ်ထဲမှာဖြစ်ဖြစ်မိသားစုနဲ့ပဲဖြစ်ဖြစ်ပြဿနာတွေအများကြီးတက်နိုင်တယ်အဲ့တော့ကိုက emotional ဒီ intelligence ကောင်းနေဖို့လိုတယ် နော်ဒီလိုကောင်းပြီဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲသူတို့စိတ်ခံစားချက်တွေထိန်းချုပ်နိုင်မယ်သူတို့စိတ်ပြည့်စုံမှုတွေကောင်းကောင်းကင်တွင်နိုင်မယ်သူတို့လူချင်းနဲ့ပန်းနိုင်ဖို့ရောက်သွားနိုင်တယ်တပားသူတွေရောနားလည်အတွက်ကြောင့်ဖွဲ့စည်းမှလည်းအောင်မြင်အောင်မြင်စွာအလုပ်လုပ်နိုင်မယ်ဟုတ်တယ်မလားနောက်ကိုယ့်ကိုတည်တဲ့အတွက်ကြောင့်သူများနဲ့အဆင်ပြေပြီးဆက်ဆံနိုင်တယ်စိတ်ချမ်းသာတယ်ဟုတ်တယ်နော်နောက်တစ်ခါသူများကိုစာစာနာနားလည်တဲ့အတွက်ကြောင့်မိသားစုတငယ်ချင်းတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုရည်ရှိတည်ဆောက်နိုင်တယ်နော် အဲ့တော့ emotional intelligence ကဟိုလူကောင်းတယ်ဒီလူကောင်းတယ်ဆိုတာထက်သူကကောင်းတယ်ကိုကမကောင်းလို့စဉ်းစားကြရမလို့ဘူးဒီဥစ္စာကမွေးရပါရည်ချင်းမဟုတ်ဘူးလေးချင်းယူလို့ရတဲ့ရည်ချင်းတခုဖြစ်ပါတယ်ဒါကတော့ဝမ်းသာစရာပေါ့နော်အဲ emo သူကတော့ emotional intelligence ကောင်းတယ်ငါကတော့မကောင်းလို့စဉ်းစားလို့မရအောင်ဒါကိုကိုကတမင်မွေးယူသွားမှာဖြစ်ပါတယ်ကိုရဲ့ခံစားချက်တွေကိုလေ့လာပါစဉ်းကျင်ပါသူတစ်ပါးရဲ့အမူအရာတွေနဲ့ပြောစကားတွေကိုအယုံဆိုင်ပြီးနားထောင်ပါနော်ဒီလိုမျိုးလေ့ကျင့်ပေးလို့ရတယ်အဲအဲ့လိုမျိုးလေ့ကျင့်ပြီးပြီးတော့ကိုရဲ့ emotional intelligence လေးကိုတိုးတက်အောင်လုပ်ယူလို့ရတယ် ါကြောင့်ကိုယ့်ရဲ့ဒီ emotional intelligence ကိုမြှင့်တင်တာမြှင့်တင်လိုက်တာကပုံမအောင်မြင်ပြီးပျော်စရာကောင်းတဲ့ဘဝကိုတည်ဆောက်ဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်ဆိုတာလေဒီနေရာကနေအသိပေးလိုက်ပါရနော်ပြည့်စုံပါ